အမျိုးသားတွေဒါကာမိတုမိဆာဆာလာဖြစ်သလားဆိုတော့အမျိုးသမီးတွေလည်းကာမိတုမိဆာမင်္ဂလာပါရှင်ဓမ္မပတိသာရှန်နေမှကျူဆူပါတယ်ဆိုတော့အမျိုးသမီးတွေကဘယ်အမျိုးသမီးတွေသူတို့နဲ့မသက်ဆိုင်တဲ့အမျိုးသားနဲ့ဆက်သွယ်မှုရှိရင်ဆက်ဆံမှုရှိလို့ရှိရင်ကာမိတုမိဆာဆာလာဖြစ်တယ်အမျိုးသမီးအလုံးမှာတော့ ကာမိတ္တမိစ္ဆာဆရာမဖြစ်ဘူးကာမိတ္တမိစ္ဆာဆရာဖြစ်တဲ့အမျိုးသမီးက12ဦးရှိတယ်အဲ့ဒီ12ဦးကပါတယ်တော့ဆိုရင်ခုနကတနက်ခိတာကစပြီးတော့မောဒိကာထီအောင်သူတို့မှအဲ့တော့ရှိနေတယ်တနည်းအားဖြင့်အဲ့ဒီ10ဦးအဲ့ဒီ10ဦးသည်မိ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 နဲ့လက်တွဲပေါ်ယောက်ျားမှတပါတခြားမျိုးသားနဲ့ဆက်သွယ်လို့ရှိရင်ကာမိတ္တမိစ္ဆာဆရာဖြစ်နောက်တစ်ခုက ဒီပါရက္ခပပိဋ္ဌာနဒီမျိုးသမီးနဲ့ပတ်သက်ပြီးတော့ကာဝယ်ဆောင်ရှောက်မှုရှိနေတယ်ဥရိနဲ့ဖြစ်စေတနည်းအားဖြင့်ကာဝယ်ဆောင်ရှောက်မှုရှိနေတယ်သပရိဒဏ္ဍစီကံထုတ်ထားပြီးတော့သူနမပတ်သက်အသေးရဘူးလို့ပတ်သက်ရင်ထန်ချမယ်ဆိုရက်သတ်မှတ်ထားတဲ့မျိုးသမီးလေးရောသူကအိမ်တော်ကြသေးတာတော့မဟုတ်ဘူးသူတော့ကျူတင်ရွေးချယ်သတ်မှတ်ထားတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်အရက္ခနဲ့သပတိ ရိဒန္တဆိုရဲဒီအမျိုးသမီး၂ယောက်ဟာသူတို့တမတ်ထားတဲ့အမျိုးသားလွယ်ကျန်တဲ့အမျိုးသားနဲ့ပတ်သက်လို့ရှိရင်ကာဝိတဝိဆာသရဖြစ်တယ်။မျိုးသမီးတွေမှာတော့မျိုးသမီး၁၂ယောက်တည်းကာဝိတဝိဆာသရဖြစ်တယ်။ကျန်တဲ့၈ယောက်ကတော့ယောက်ျားလေးတို့ကာဝိတဝိဆာသရမဖြစ်ဘူး။ဒီ၁၂ဦးကတော့သူတို့တမတ်ထားတဲ့သူရဲ့အမျိုးသားတွေမှာတော့တခြားအမျိုးသားနဲ့ကမိုက်ကစားရှိလို့ရှိရင်ကာဝိတဝိဆာသရဖြစ်တယ်။ ာပေကျမ်းမှာအကပဏိယဌာနမတော်လာသိတဲ့နေရာလို့ဆိုပြီးတော့သတ်မှတ်တာအမျိုးသားတွေအတွက်အကပဏိယအမျိုးသမီးက20ရှိတယ်အမျိုးသမီးတွေအမျိုးသမီး12ဦးရဲ့အကပဏိယကတခြားယောက်ျားလို့အဲ့ဒါကာမိတုမိစ္ဆာဆရာနဲ့ပတ်သက်ပြီးတော့စာပေကျမ်းမှာဖွင့်ဆိုထားတယ်အေးအဲ့တော့ဒီမဲ့ကျွလွန်နေကြတဲ့ပုဂ္ဂိုလ်တွေဟာသူကျွလွန်မှုရဲ့အပြစ်ဒဏ်ကို ခံကြရမှာပဲခံကြရမှာပဲအဲ့တော့ဒီနေရာမှာဒီပန်ကိစ္စဆက်မှာလာတဲ့ကာမိသမိစ္ဆာစာရာကြောင့်မရေခံရတာလေးကိုမှတ်သားကြည့်ကြရအောင်ရှုံးသည်ဖြစ်စေမယုံသည်ဖြစ်စေကံတရားဆိုဘုရားဝါဒရဲ့ဘုရားတရားတော်ရဲ့ဆုံးမဆိုတာဒီဥပဒေလိုရေးဆွဲပြီးဒါလို့ရင်ဒါဖြစ်စေလို့ဥပဒေနဲ့ဆိုတဲ့ဟာမဟုတ်ဘူးဒါသဘာဝဒီပြစ်မှုကျွလို့လို့ရှိရင် ဒီပြစ်မှုကြောင့်ကိုကခံရတယ်ဥပဒေကြောင့်ခံရတာမဟုတ်လူတွေလှုပ်ထားတဲ့ဥပဒေကြတော့ဥပဒေရှိလို့ခံရတယ်ဒါဥပဒေလောကရဲ့တဘာဝဥပဒေရှိတယ်ပြောဆိုလို့ရပေါ့ free action တော့ခေါ်စိတ်ဟာအစိတ်ပဲသူ့ရဲ့တုံ့ပြန်မှုခံမှာအကုသိုလ်လည်းအကုသိုလ်ကတုံ့ပြန်ရင်တုံ့ပြန်တဲ့သူ့ရဲ့အကုသိုလ်ရဲ့တုံ့ပြန်မှုကခံဖျားကခံမှုသတ်မှတ်တာလည်းမဟုတ်ဘူး တယောက်ယောက်ကအပြစ်ထံပေးတာလည်းမဟုတ်ဘူးကိုလုပ်တဲ့အကုသိုလ်ကကိုကိုအပြစ်ထံပေးတယ်အဲ့ဒါအကုသိုလ်လို့သဘာဝတရားအရာသတ်မှတ်ထားတဲ့အရာကဖြစ်တယ်ရသော်ဗျာဟောလို့ဒါအကုသိုလ်ဖြစ်တယ်ဆိုတော့မဟုတ်လေအကုသိုလ်ဖြစ်နေတာပဲဒါဥပမာအစိတ်ဟာအစိတ်ပဲအစိတ်လို့သိသည်ဖြစ်စေမသိသည်ဖြစ်စေနော်ဒီပြစ်မှုကပြစ်မှုပဲလို့ဒီလိုဆုံးလို့ရပေါ့နော်အဲ့တော့ဟုတ်ပြီဒီကာမေတုမိစ္ဆာစာရာ ကိစ္စနဲ့ပတ်သက်ပြီးတော့ပဋ္ဌာရပဲဖြစ်စေပဋ္ဌာရမဟုတ်တာပဲဖြစ်စေအမျိုးသားအမျိုးသမီးဒီတိခါဘုတ်ကိုကျွလွန်ဖောက်ဖြက်ပြီးတော့အကုသိုလ်ကြီးဖြစ်သွားပြီဆိုရင်ဒီအကုသိုလ်ရဲ့အကျိုးပေးဖို့ကဘယ်လိုအကျိုးပေးတော့သူကတိုင်းကိစ္စဆက်မှဆိုတာလေးကိုမှတ်သားကြည့်ရအောင်အဲ့ဒီလိုကာမိတုမိစ္ဆာစာရပြစ်မှုနဲ့ပဋ္ဌာရပြစ်မှုကျွလွန်နေတဲ့ တူသားတွေဟာမျိုးသားမျိုးသမီးတူသားတွေဟာလက်ပံလုံးမရဲမှငရဲခံရတယ်တူဒါပန်ကိစ္စဆက်အဲ50ထဲမှာ930မြောက်ပန်ကိစ္စဆက်ဆိုတာရှိတယ်အဲ့ပန်ကိစ္စဆက်မှာအတိလင်းဆိုထားအဲ့ဒီဆက်ဆိုထားတာလေးကိုကြည့်အောင်အယောမယာသိပ္ပတိယောသောလသင်္ခုလကဏ္ဍကအဲ့ဒီငရဲမှာရှိတဲ့လက်ပံမင်းကြီးတွေကဒီရိုးရိုးလက်ပံမင်းတွေမဟုတ်ဘူး ဘရဝရီအကုသကံကြောင့်ဖြစ်နေတယ်။ပံနဲ့တိဆောက်ထားတဲ့လက်ပံမင်းကြီးတွေပံလက်ပံမင်းကြီးတွေပေါ့နော်။ရိုးရိုးလက်ပံပင်မဟုတ်ဘူး။လက်ပံသားကပွတ်တတပဲလေ။အဲ့ဒီငယ်ရဲ့လက်ပံပင်ကတော့အဲ့ဒီလိုပွတ်တတတော့မဟုတ်ဘူး။တန်နဲ့လှုပ်ထားတဲ့လက်ပံ။နောက်လက်ပံမှာဆူးရှိတယ်။ဒီမှာတို့ရဲ့လက်ပံဆူးတွေကဘယ်လောက်ရှိတော့16လက်တဲ့အရှိရှိတယ်။16လက်တဲ့ရှိရှိတယ်။ လက်ပံစုကြီးတွေကဥပဒောအတိလံပံတည်တယ်။အောက်ဖက်လည်းပဲတချို့စုကကိုင်းတာတချို့ကအပေါ်ထောင်းနေဥပဒောအတိလံပံတည်အပေါ်ဆင်းလာလဲလက်ပံစုကစုမှာအောက်ကတဲ့လဲလက်ပံစုကစုမှာသူကအပေါ်ထောင်းတဲ့စုကအပေါ်ထောင်းတဲ့ outside နေတဲ့စုက outside ဥက္ကံဒုက္ခဝိတရဏိတတိလွမြောက်ဖို့ဆက်သွားဖို့အမတန်ခဲတဲ့ချိန်ပိုက်တော့ လည်းရဲလို့ခေါ်တယ်မြေချောင်းပေးမှာအဲ့ဒီလက်ပံပင်ကြီးတွေရှိတယ်။ဘယ်ခံမှုအတွက်သဘာဝကဖန်တီးပေးထားတဲ့အရာတွေပေါ့နော်။အဲ့တော့ချိန်ပိတ်ချောင်းငရဲဘက်ကိုလက်ပံပင်ကြီးအကိုင်းတွေကကိုင်းပြီးတော့ဆူကြီးတွေကထောင်းတဲ့ဆူကထောင်းအောက်လဲတဲ့ဆူကလဲဒီလိုလက်ပံပင်ကြီးကအဲ့ဒီမြေကမ်းပေးမှာရှိနေတယ်ဆိုတယ်။ရှိတာရိုးရိုးတယ်မဟုတ်ဘူး။ ဣတိဣသိမန္တောဒိဋ္ဌံတိတန်လက်ပါမင်းကြီးကမိဟုံးဟုံးတောင်းနေတာသူတွေကလည်းနေတော့နေတယ်ပြီးတွေကရဲတောင်းနေတယ်အဂိခန္ဓာဝအာရကာအဝဲနေချင်းမိဘုံကြီးလိုပဲအဲ့ပင်ကြီးကအကုန်လုံးတပင်လုံးဟာပြီးတော့နေတယ်အာဒိတာသာတဝေဒိနာဘုဒ္ဓံယောစနမောခတာတပင်လုံးမိဟုံးတောက်ပြီးတော့ပြီးလျံနေဟာအထက်တေယူဇနာနောက်ထီအောင် မြင့်တက်ပြီးတော့နေတယ်မိလောင်နေတဲ့မိဟုံးတော့နေတဲ့တောင်းတဲ့ပံပေးကြီးလို့သူတို့ဆိုတော့အဲခံရဧကေဝဇန္တိဒိရိတတ်တိတိခိဏကန္တကေနဂရိယောသအတိစာရနရာသနရိနာရိယောသအတိစာရနရာသပရဒါရကုလူ့ဘဝမှာဒီတော့ကကမေတ္တိစာကျွလွန်တဲ့အမျိုးသမီးတွေ သူတစ်ပါးရဲ့တာမယားကိုပြစ်မှားတဲ့အမျိုးသားတွေအဲ့ဒီပုဂ္ဂိုလ်တွေဟာအဲ့ဒီငရဲရောက်သွားတတ်တယ်။ရောက်သွားကြတယ်။အဲ့ငရဲရောက်သွားပြီးတော့တတ်တေတိခိဏကဏ္ဍကေလောလောလတ်လတ်အလုံးကိုပူတဲ့ဆက်မြက်တဲ့စူးကြီးတွေရှိတဲ့လက်ပံတောငရဲကိုရောက်သွားကြတယ်။ဒါဆိုလို့ဒီပတန်ဒီအတော်ခန္ဓာဝိဝတ္တဝိဟတ္တပုထုအဲ့ဒီရောက်သွားတဲ့ငရဲသားတွေဟာ ကာဝိတ္တမေဆောဆရာကဒါကဒီပြစ်မှုတွေကိုကျွလွန်ခဲ့တဲ့ပုံကိုယ်တွေဟာအဲ့လက်မနောင်ခဲ့ရင်ပါဆောက်ထိုးအနေထားနဲ့ကျသွားပြီးဒုက္ခအကြီးကြီးရောက်ကြတယ်ဆောက်ထိုးကြရင်အဲ့ဒီစူးတွေကဒီလိုစူးဝင်ပြီးတော့သူတို့ဟာငရဲဒုက္ခခံရတယ်ဒီကံစက္ကန့်တိတပ္ပတာအမြဲတမ်းလုံလမရှိအိမ်မှာဒုက္ခရောက်နေကြတယ် တတော်ရတရားဝိဝတ်တာလေမဟာဒိန်ပပတုပမလောကကုန်ပင်ပဝေစံတိတတ္တံအကိသဘူရကံညာခါတညာလုံးငရဲ့ခံညာလုံးများလို့မနဲ့ရောက်လာလို့ရှင်မိဝုံတောင့်နေတဲ့တောင်ကြီးပေါ်မောင်းတဲ့လို့တဲ့တောင်ကြီးပေါ်ရောက်တဲ့အခါကျတော့လောကကုန်ပင်ပဝေစံတိအောက်ငရဲ့ဦးတဲ့အခါဆောက်တော့ပြန်ကြအုံတန်ပူးနေတဲ့ရှေးဘူးထဲမှာ ကြာသွားပြန်တယ်။အဲ့တော့ညာခံရနေလဲခံရနဲ့ဒီလက်ပံတော်ငရဲမှာငရဲသားတွေကလက်ပံမင်းအောက်ရောက်ရင်မောင်းတယ်။သူရိယစုအပေါ်တက်အပေါ်ရောက်ရင်တခါအောက်မောင်းချသူရိယစုအဲ့ဒါလို့အေဝံဒီဝါစရတောစထုတ်တီလာမောဟပါလို့တာ။ဘုရင်တရားပြက်ပြားပြီးတော့ဒီမောဟရဲ့လွှမ်းမိုးမှုကိုခံရတဲ့အသိဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်ရနေရောညရောအနုဘွန်တိတကံကမံကိုလုံးတဲ့ပြစ်မှုကိုပဲခံစားနေကြရတယ်တဲ့။ဒါတန်ရေးဆက်ဆက်မှာကဝိတုမိဆဆရာနဲ့ပြဋ္ဌာရအခံစားရပုံနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့တရေဒုက္ခပေါ့နော်။အဲဒီလိုငရေကလွတ်လာတဲ့အခါကျရင်သရိစံဘောကရောက်ဖြစ်လာလို့ရှိရင်သူတကာကမုံယောက်ျားဖြစ်လေယောက်ျားပြီးပြီးသားသားမဖြစ်အဲဒီလိုမျိုးတွေ ဖြစ်ပြီးတော့လူ့ဘဝမှာလူပြေအောင်တော့အမှန်ဒုက္ခရောက်တယ်အကုသိုလ်များဟာအလုံးကိုကြောက်စရာကောင်းတယ်ဒါကြောင့်မို့သတိထားပြီးတော့ကာမိတိမေဆာဆာရာဝိရမတိတိခါဗရံသမာရိယမိတုသစ္စာပြရားရဲ့အဆုံးအမတရားရတဲ့ပုဂ္ဂိုလ်တွေကြတော့ကာမိတိမေဆာဆာရာရဲ့အဖြစ်ကိုမြင်ပြီးတော့ကာမိတိမေဆာဆာရာမှာရှောင်ကျင်ပါတယ်ဆိုပြီးတိခါကိုစောက်တည်ပြီးတော့ထိတ်သိမ်းစောက်ကြအဲ့ဒီပုဂ္ဂိုလ်တွေကြတော့အခုပြောတဲ့ငရဲ့ဒုက္ခတွေကလွတ်မြောက်ပြီးတော့ လူချမ်းသာတချမ်းသာဆိုတာကိုရရှိခံစားတယ်။အဲတော့ငါးပါးသီလဆိုတာဟာဝရိတ္တသီလလို့ခေါ်တယ်။မလို့ရဘူးလို့တမ်းပြထားတဲ့သီလဖြစ်တယ်။ဘယ်သူကတမ်းပြထားလို့ဆိုကံတမာပဲဘယ်သူမှတမ်းပြထားတော့မဟုတ်ဘူး။တို့ရင်ပြည့်ဖြစ်ပြည့်အရာတွေဖြစ်တယ်။အဲတော့အဲ့ဒီတမ်းပြထားတဲ့အရာကိုသွားပြီးတော့ကျူးလွန်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီကျူးလွန်တဲ့မိမိရဲ့ယဉ်တဲ့နှလုံးထဲမှာဖြစ်တဲ့အကုသိုလ်စေတနာကတိလူကိုတန်ခတ်တာ။ အဲ့ဒါလူတွေကဖရာတန်ဆက်တယ်လို့ပါလို့ပြောနေကြတယ်အမှားတော့ကိုလို့တဲ့အကုသို့ကိုခံရတာပဲလို့ကိုလို့လို့ကိုခံရတယ်ဆိုတာပထမထင်ရှားတယ်ကိုမတက်တာဆိုတာကိုပဲခံတာဒါအသေးချာနေတာပဲနော်သေချာနေအဲ့တော့ဒါလည်းတတိထားပြီးတော့ဟိုတိတက်တဲ့ဘဝမှာကြိုးစားရှောင်ကြဉ်ပြီးဘယ်တော့မှမကျွလို့မိအောင်ဖေးဖေးဆော့ဆော့သိညာတယ်ပေါ့နော်အင်းလေးဆော့ဆော့ကြအောင်ဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီး ဒီနေရာမှာပရဒါရနဲ့ပတ်သက်တဲ့သစ္စာဗျာရဲ့ဆုံးမတကားလေးကိုနားထောင်ကြည့်အောင်ပရဒါရနဲ့ပတ်သက်တဲ့အနေထားလေးတစ်ခုပရဒါရဟာမကျွလွန်တဲ့ဘူးဆိုတဲ့ပတ်သက်ပြီးခုနကကာမိတုမိစ္ဆာသာရအပြင်မှာပရဒါရဆိုသူ့မရဲ့အိမ်သားကိုပြင်မာတဲ့ဟာဒါကြတော့အိမ်တော်ရှိတဲ့အမျိုးသမီးနဲ့ပြင်မာတဲ့ပရဒါရ အဲ့ပရဒါရနဲ့ပတ်သက်ပြီးတော့ခုနကပြစ်မှုကျွတ်လို့ရှိရင်အပ္ပနောငရေကြတာချင်းတူတူပဲသို့တော်မြတ်စွာဘုရားဟောတဲ့ဌာနနဲ့ပတ်သက်ပြီးတော့လက်တွေ့စဉ်းစားကြရလေးတစ်ခုနားထောင်ကြည့်အောင်မြတ်စွာဘုရားလက်ထက်တုန်းကတာဝတိမြို့မှာပရဒါရကျွလွန်တဲ့ပထေသာတူရှိတယ်အဲ့ဒါအများသိတဲ့ဒုသနာသောဆိုတာလည်းရှိတယ်နော်ဘုရားလက်ထက်ကကျွလွန်တဲ့ပုဂ္ဂိုလ်ကတော့တခြားမဟုတ်ဘူး အနာရောင်းတထေးကြီးရဲ့တူတော်ပေါင်းသူဟာခေမကလို့ခေါ်ခေမကတထေးသားအနာရောင်းတထေးရဲ့တူဒီရှိုးစားလဲချမ်းသာတယ်သူကဘဝမှာဆူတောင်းမှားခဲ့တယ်ကတော့ဘုရားပြင့်တဲ့အချိန်တော့သူလူ့ဘဝရောက်တယ်ရောက်တဲ့အခါမှာသူကလက်ဝိသမဖြစ်လက်ဝိဆိုတာခုမှရှိတာမဟုတ်အောင်လာအင်းဆန်းတော့လို့ပေါ့လက်ဝိထိုးတဲ့လူဖြစ်ဖြစ်တော့ဘုရားကိုရှေးပြတ်ခတ်ပြီးတော့ ရွှေပြားနဲ့ပူဇော်ပြီးတဲ့အခါမှာသူဘာသာဆုတောင်းလို့ဆိုတော့သူစိတ်ဆန္ဒသူမြင်တဲ့အမျိုးသမီးဟာမောင်တမားအရင်ကလွဲလို့ရှိရင်ဘယ်အမျိုးသမီးပဲဖြစ်စေသူ့ကိုမြင်လို့ရှိရင်ကိုယ့်ကိုမထိန်နိုင်ပါစေတည်းပေါ့နော်မတောင်းနိုင်တဲ့ဆုတောင်းတာဒီလိုလေဒုက္ခများတဲ့ဆုတောင်းတာပဲလေအမတန်ဒီဆိုရလေမမရီယာမေ့ကြတယ်မအိုပါတို့ပါတို့အမတန်ဒီဆိုရယူတုစီတယ်ဆိုတဲ့အိဗေရ ခရေးစီဖြစ်တာပေါ့နော်ဥမာရန်တီဆိုတာလည်းအဲ့ဒီဆူတော့မယ်သူ့မြင်တဲ့မျိုးသားဟာတိမ့်မတ်ပြီးတော့ယူသွတ်သွားဒါသူ့ဆူတော့ကြောင်ဖြစ်တာနော်အဲ့ဒီဆူမျိုးတော့တော့မတော်ကြတယ်ကိုယ်ကိုလှလည်းယိုးယိုးလှတာကောင်းတာပေါ့သူများဒုက္ခပေးတဲ့အလှမျိုးတော့မလုပ်သင့်ဘူးပေါ့နော်ဒုက္ခပေးတဲ့ဆူတွေတောင်းတာသူတို့ခေဘကတထေသကအဲ့လိုလက်ဝိသမားဖြစ်တုန်းကသူဆူတောင်းလိုက်တယ်ဖះကိုပြုပြီးတော့ဆူတောင်းတာဆိုတော့သူဆူတောင်းတာပြည့် သူမြင်တဲ့မျိုးသမီးတွေဟာဘယ်သူမှမယက်တည်နိုင်ပါစေဆို။ပေါ်ရီမျိုးမှလူလဲဖြစ်ရော။သတိနဲ့သတိသာရုပ်ကလည်းချုံမောလှပတယ်။ဆုတောင်းကြောင်။အိမ်တော်ရှိတဲ့မျိုးသမီးရောမရှိတဲ့မျိုးသမီးရောသူမြင်လို့ရှင်တိမ့်မှကြတယ်။သူကလည်းပဲဒီလဲစေရှိတဲ့ပုဂ္ဂိုလ်ပေါ့နော်။အဲ့လိုပုဂ္ဂိုလ်မျိုး။တော်ရီမျိုးမှအိမ်တော်ရှိတဲ့မျိုးသမီးတွေနဲ့ပြမှုတွေကခဏခဏဖြစ်တယ်။ ဘရင်ကြီးစီတိုင်ချက်တွေခဏနိုင်အောင်တောင်းတော့ဘရင်ကြီးကဖမ်းလိုက်တာဖမ်းလိုက်လို့ရှိရင်သူ့မိဘရင်ကနေပြီးတော့စုံတော့တွေလွတ်ပြီးဖမ်းတယ်ဖမ်းတော့သူ့မိသွားတယ်ဘရင်စီရောက်သွားတယ်ရောက်တဲ့အခါကျတော့ချိန်လိုက်တဲ့အခါအနာရဝိတထေးရဲ့တူဆိုဘရင်ကြီးကအားနာနာမည်ကြီးတထေးကြီးရဲ့တူကြီးဆိုတော့ဘုရားရှင်တော့အဂတိလိုက်စားတာဖြစ်မှာပေါ့နော်ဒီကလည်းအဲ့လိုပဲဖြစ်တာပဲဒါအဲ့ဒီ ကောသရမင်းကြီးကနာရဘိန်တထင်းကြီးကိုအားနာပါလဲဆိုပြန်လှုပ်ပေးလိုက်တယ်ဒီကောင်အေးမယူအတော်လည်းမရှောင်ဘူးခဏ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 ဖန်းခါရတယ်အဲ့ဒီတော့နာရဘိန်တထင်းကြီးကနောက်တော့ကြာတော့ဒီကောင်ဒီတိုင်းထားလို့တော့မဖြစ်ဘူးနာမည်ပြက်နေပြီဘင်းကြီးကလည်းအေးကြီးတော့မှခက်နေတထင်းကြီးရဲ့မျက်နှာကိုကြည့်ပြီးတော့အားနာလို့သူ့အေးမယူဝင်နေတယ်သူကလည်းမရှောင်ဒါနဲ့ ဘုန်းကြီးကျောင်းခေါ်သွားတယ်သူခေစေနဲ့သင်္ကန်းဝတ်ပေးမှာပေါ့နော်အဲဒီတော့ကတော့မြတ်စွာဘုရားစီပို့လိုက်တယ်ဘုရားစီခေါ်သွားတော့မြတ်စွာဘုရားတရားဟောအဲမြတ်စွာဘုရားဟောတာလေးကိုမှတ်သားကြည့်မြတ်စွာဘုရားဟောတာရှင်းရှင်းလေးသူ့ကိုရှင်းရှင်းလေးပြောတာအေးပရဒါရသူတော်သားမယားနဲ့ပြုံမာတာဟာမကောင်းဘူးတဲ့ရသော်ပြစတ္တရိဌာနနိနရောပမတ်တော်ရှင်ယုံမိုက်မိုက်နဲ့ ဒီအာပိစတိပရဓာတုပသေဝီသူတို့ရဲ့မယားနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်ဟာအချက်၄ချက်ကိုတောင်းကြည့်နိုင်တယ်ချက်၄ချက်နဲ့တောင်းကြည့်မယ်တဲ့ပရဒရာကံကျူးလို့ရင်ချက်၄ချက်နဲ့တောင်းကြည့်မယ်နံပါတ်၁ကအပုံညာလာပါမကောင်းမှုအကုသိုလ်တွေမရနိုင်ပါဘူးကျူးလို့နိုင်ကျူးလို့နိုင်အကုသိုလ်တွေဖြစ်နေတယ်အကုသိုလ်တွေရတယ်ကုသိုလ်ရမှာမဟုတ်ပဲနဲ့အကုသိုလ်တွေရတယ် လူတွေကတော့ပြောတာပါတာအကုသိုလ်လူမထင်ကောင်းမထင်ဘူးပေါ့နော်သစ္စာပြားကအပုံညာလာပါအဲ့မင်းပြစ်မှုကြီးမားတဲ့ပြစ်မှုအကုသိုလ်ကိုမင်းရတယ်နာတိကမတေးရသူတို့ဘာရဲ့အိမ်တော်ဘက်နဲ့တော်ပြီပြစ်မှားတယ်ဆိုတာဘယ်အိတ်ကောင်းချင်းအိတ်ရမလို့ဘလို့အခွင့်ရေးချောင်းနေရမှမသိတာအဲ့ဒါကြောင့်မလို့နာနိကမတေးရစိတ်တိုင်းရလည်းမအိတ်ရဘူး ။ဒါပြေဆိုပြာလက်တွေ့ကိုခေါ်တာ။နော်။ဆစ်ဆင်းလေးခေါ်တာပါဗျာ။ဘယ်ကရဒါရကိစ္စရိဆက်လုပ်နေမဲ့ဆိုရင်အကုသိုလ်ရရနေပဲ။အဲ့ကောင်းခြင်းနဲ့မအိရဘူး။နေန္ဒတတိယံမင်းတို့ရကကဲ့ရဲ့ရှုပ်ချတာတတိယနိဒိယစရုပ်ထံကရဲရောက်ဖို့ရမင်းစရုပ်ထပဲဒီလေးချက်တော့မင်းရင်ဆိုင်ရလိမ့်မယ်ပြဒရလောက်တဲ့ပုဂ္ဂိုလ်ဒီလေးချက်ကိုရင်ဆိုင်ရမှာဖြစ်တယ် အကုသိုလ်ရခြင်းအိတ်ကောင်းခြင်းမအေးရခြင်းလူတကာရဲ့ကဲ့ရဲ့ရှုံ့ချောင်းမှုကိုခံရခြင်းတည်တဲ့ခံရကြခြင်းဆိုတဲ့ဒီချက်လေးချက်မင်းရရှိခံစားမှာခံစားရမှာတဲ့ဒါဒီဘဝမှာခံစားပြီးငရဲရောက်တယ်တေချာစဉ်းစားကြည့်တဲ့ဒီလုံဒီအလုံးဒီပြစ်မှုကျူးလွန်တာဟာအပုညလာဘောအကုသိုလ်ကြီးကြီးမားမားမင်းရတယ်ဂတိစပပိကာ နောက်ဘဝအတွက်လည်းမကောင်းဘူးပင်သွားရမယ်လမ်းကြောင်းကနောက်ဘဝအတွက်ဆိုရင်ဒီရယကတိအေးရောက်ဖို့သေချာနေတယ်ပြီးတော့ဒီဘဝမှာလည်းပဲကြည့်လိုက်ပါအောင်ဘီတတ္တဘီတာယရတိစာထောခိကသူတော်ကသာမယားနဲ့ဆိုတော့အမျိုးသားမျိုးသမီးနှစ်ယောက်စလုံးဟာကြောက်ကြောက်လန့်လန့်နဲ့စိတ်တိုင်းရှိသူတို့ဟာအေးအေးဆေးဆေးဒီပျော်ရွှင်မှုကိုရမှာမဟုတ်ဘူးအမျိုးသမီးကလည်းအမျိုးသားကလည်းသူတို့က ။အရာဆိုရင်လူမိမှာကြောက်တယ်။အမျိုးသမီးကလည်းကြောက်တယ်။ကြောက်ကြောက်လန့်လန့်နဲ့ဆက်ဆံရတယ်။ဒါလည်းမကောင်းတဲ့ဟာပဲကြောက်ကြောက်လန့်လန့်။ဒီတတဒီတာရတိစသောကိကကြောက်ကြောက်လန့်လန့်နဲ့ပျော်ရွှင်မှုဆိုတဲ့ဟာဘယ်လိုလုပ်ပြီးတော့အရသာရှိကြောက်လန့်နေရတာလဲ။ကြောက်လန့်တကြဒီသူ့ရဲ့ပျော်ရွှင်ပျော်ပါမှုဆိုတာဟာတစ်ပိုင်းကကြောက်နေရတယ် ူတို့ကပျော်ရွှင်မှုကလည်းအပြည့်အဝမဟုတ်ဘူးသူတို့ဆုတ်လို့တယ်။အများဆုံးပြထောက်ပြတယ်စကားနော်။ခြေနေတစ်ခုထောက်ပြ။ Brasser ဆိုတာ Dandan Group Company တည်တယ်။ဒီကိစ္စမျိုးကိုဘယင်းတွေကလည်းကြီးမားတဲ့ပြစ်ဒဏ်ချပါတယ်။ခုခေတ်မှာမဟုတ်ရှေ့ခေတ်ကလည်းပြစ်ဒဏ်ချပါတယ်။နိုင်ငံတော်တော်များများကြီးလေးတဲ့ပြစ်ဒဏ်ပေးတာမျိုးတွေကြီးလေးတဲ့ပြစ်ဒဏ်ပေး။ Brasser ဆိုတာ Dandan Group Company တည်တယ်။ကြီးလေးတဲ့ပြစ်ဒဏ်ကိုတိုက်ပြီးအုပ်ချုပ်တဲ့မင်းတွေကချမှတ်ခံရတတ်တယ်။ အဲ့တော့ပျော်ဝမ်းမှုအချိန်တွေကလည်းလွန်နေတယ်။ကြောက်လန့်နေရလို့ပျော်ရွှင်မှုအချိန်တွေကလည်းလွန်နေတယ်။ဘုရင်ရဲ့အပြစ်တန်ကလည်းကြီးလေးတယ်။ဒီနှစ်ချက်ကိုပဲစဉ်းစားပြီးတော့နောက်ဘဝငရဲရောက်တဲ့ဆိုတာသာသာတန်တမာနရောပရဒါရနာတိဝေ။ဒါကြောင့်အမျိုးသားတဲ့အနေနဲ့ဘုရားဝမ်းမရနဲ့ဆက်ဆံမှုမလုပ်ပါနဲ့။ဒါပြေဆာပြေခေါ်တယ်တရား။နော်။ရှင်းရှင်းလေးခေါ်တယ်ဗျာ။မတွေ့ကြတဲ့တရားကိုခေါ်တယ်။ သတ္တမနရောဒါကြောင့်အမျိုးသားတယောက်ဒီပရဒနာရဝေသူတို့ကအိမ်တော်ဘက်ကိုပေါင်းဖက်ပါတယ်ဒီပြစ်တွေရနိုင်တယ်ဒါကြောင့်မို့ပေါင်းဖက်ပါတယ်တို့ခေမကတထေးသားနဲ့ပတ်သက်ပြီးတော့ဒီတရားကိုခေါ်လိုက်တယ်ဒီတထေးသားကနောက်ဆုံးမှာသံဝေရရပြီးတော့မြတ်စွာဘုရားခေါ်တဲ့တရားပေါ်မှာသူကြည့်ပြီးလက်တွေ့ကြကြကြားတဲ့အခါသူသင်္ကန်းဝတ်သွားပြီးရဟန္တာဖြစ်သွား အဲ့ဒီကျမှသာဝတိကဟိုးလေးတကြောကိစ္စတွေလည်းရက်သွားတယ်။အဲ့လိုဆိုသာဝတိညမှာတော်တော်တစ်ခါရောက်ပြီ။ဝင်ဖောက်သွားပြန်ပြီဒီဝင်သွားပြန်ပြီနဲ့မနေ့ကသတင်းတွေကအဲ့လိုဖြစ်။အဲ့ဒီကိစ္စတွေရက်စွာပြားဆုံးမလိုက်တာနဲ့ဒီခေမကတထေးသားဟာဇာဘောကရောက်ပြီးတော့ဇာန္တာဖြစ်သွားပြီ။ဒီပြစ်မှုတွေရင်ပြီးတော့လွတ်မြောက်သွားတယ်။အဲ့တော့လောကမှာပြစ်မှုဆိုတာပုရုဇဉ်တွေရဲ့ပုရုဇဉ်တွေဟာ ကျွလွန်ပြီးတတ်တဲ့အရာတွေပဲဖြစ်တယ်။ဒါကြောင့်မှန်သွားပြီဆိုရင်သူကျွလွန်မှုတွေကိုတော်မြောက်နိုင်ပြီးသူတော်လူကောင်းဖြစ်ကိုရောက်သွားတာလေ။ဒါများသောရှိတယ်။ဒါကြောင့်မို့သစ္စာပြရားရဲ့ဆုံးမတရားတော်ကိုနိုင်မှတားကြပြီးသာဝတိလာထဲမှာပါဝင်တဲ့ကာမိသိမိစ္ဆာစာရဝေရမဏိတိတ်ခဗရံသမရိယမိစုတဲ့ဒီတတ္တယမြောက်တိတ်ခဘုကအလေးနဲ့ထားပြီးတော့ထင်းထင်းဆော့ဆော့ကြအောင်ဖြစ်ပါတယ်။တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ရဘုရားရဲ့ဆုံးမ တရားတော်မြတ်မှလာတဲ့အတိုင်းပဲမိမိတွေရဲ့ဘဝကိုအာရုံနဲ့ကြုံတွေ့ပြီးအသိဉာဏ်ရှိတဲ့အချိန်မှာအကောင်းဆုံးဖြစ်အောင်ရှင်းကြံကြိုးကိုပွားပြအားထုတ်ကြမှာဖြစ်တယ်လို့